ခွေးဝါတကောင်ဤမှတ်တမ်းလိမ့်ဆန်တကောင်ရေးထားတဲ့စောင်းမဝတ္ထုတစ်ခုကိုဖက်လိုက်ရလို့တော့ခမားတို့လူသားတွေအနေနဲ့တိတ်ပြီးအံ့ဩသွားကြလိမ့်မယ်လို့ကြုံမထင်ဘူးစာရေးဆရာကြီးရူဒီကစ်ပလင်နဲ့တခြားစာရေးဆရာတော်တော်များများကလိမ့်ဆန်နေဟာလဲသူတို့ရဲ့သဘောတရားနဲ့ခံစားမှုတွေပါတဲ့သူတို့ရဲ့အကြောင်းတွေကိုရေးနိုင်စွမ်းရှိနေကြကြောင်းတက်တည်တည်ပြတ်ထားခဲ့ပြီမဟုတ်လား နောက်ပြီးတော့လေဒီနေ့ဒီခေတ်မှာကြောက်စရာလန့်စရာပုံတွေကိုသာအသားပေးဖို့ပြပြီးခေဟောင်းခေဆွေးဟန်နဲ့တွားနေတဲ့မဂဇင်းအိုကြီးတွေကတိတ်ဆန်ဇလန်းမပါတဲ့မဂဇင်းဆိုတာမရှိသလောက်ဖြစ်နေပြီလေဗျာအဲ့ဒီတော့ကကြုတ်ရေးထားတဲ့ကြုတ်အချောင်းကိုဖတ်ရလို့ကတော့တိတ်ပြီးအံ့ဩစရာဖြစ်မယ်မထင်ပါဘူးဒါပေမဲ့ကြုတ်ရစာထဲမှာတော့တော်ချောင်းရေးထားတဲ့စာအုပ်တွေတဲကလို့ဘဝုံလို့ငွေလို့ကြားလို့အချောက်တိုက်ဘဝင်မြင့်နေတဲ့လေတံဒီပါနေတဲ့စာမျိုးကိုတော့ ခမားတို့ရှာတွေ့လိမ့်မယ်မထင်နဲ့ကျုပ်ဟာကျုပ်ရဲ့ဘဝတစ်လျှောက်လုံးလို့လို့နယူးယောက်မြို့ကအခန်း၁ဈေးအင်မတန်ပေါ်တဲ့တိုက်ခန်းတစ်ခန်းထဲမှာအချိန်ကုန်ခဲ့ရတဲ့ခွေးဝါတစ်ကောင်ပါပဲအဲ့တော့လေအခန်းတောင်တနေရာမှာချပေးထားတဲ့မိမအတွင်ကံဖဲတူခေါင်းဟောင်းတထဲပေါ်မှာအိတ်ခဲ့ရတဲ့ကောင်ပါအဲ့ဒီခေါင်းဝင်ကလည်းလေဒီဟောင်းရှိုးဗင်းဆိုတဲ့ဂုံတရေရှိအမျိုးသမီးကြီးရဲ့ညသာစားပွဲမှာဝိုင်းနေဖိတ်ကြထားလို့ မြစ်ပတ်ပေးရနေတဲ့ခါဝင်မှာအဲဒီတော့အဲ့လိုကောင်မျိုးစီကလေးစံခန့်မြင့်မြင့်နဲ့ရသတိတ်မြောက်တဲ့စာမျိုးကိုမြင်ရလိမ့်မယ်လို့မျှော်လင့်လို့ရတော့မဖြစ်ဘူးပေါ့ဗျာကျုပ်ကမွေးလာတာက ခွေးဝါလေးတစ်ကောင်အဖြစ်မွေးလာတာဗျမွေးနေမွေးရဲ့အမျိုးအနွယ်နဲ့ကိုယ်လေးချင်တွေကိုတော့လုံးဝမသိဘူးကျုပ်ပထမဆုံးမှတ်မိနေတာကအဘွားအိုကြီးတယောက်ကကျုပ်ကိုလက်ဆွဲချင်းတစ်လုံးနဲ့ထည့်ယူလာပြီး Broadway နဲ့23လမ်းထောက်မှာမိမဘွားအကြီးတယောက်ကိုရောင်းနေတာပဲ အဖေါ်အိုကြီးအမေဟက်ဘက်တခါကျုပ်ရဲ့အမျိုးနွယ်ကိုအမည်မျိုးစုံသုံးပြီးပြောတယ်အမျိုးစစ်ချောင်းကိုလည်းအမျိုးမျိုးကျင့်တွယ်ပြီးပြောတယ်ကျုပ်ကဝယ်သူကဝယ်ခြင်းလောက်အောင်နှီးမျိုးစုံသုံးပြီးကြော်ညာပေးတယ်ပထမတော့မိမဝါးကြီးကကျုပ်ကိုမဝယ်ရအောင်အချောင်းမျိုးစုံပြပြီးညင်းတယ်ဒါပေမဲ့နောက်ဆုံးကျတော့သူဟာအဖွားကြီးဟက်ဘက်ကိုလက်မြောက်အယုံပေးလိုက်ရတယ်အဲ့ဒီတနင်္ဂနွေကအချိန်ကလေးကစပြီးကျုပ်ဟာလက်သက်မွေးအချစ်တော်ကလေးဖြစ်လာတာပဲ။ စာဖတ်သူစဉ်းစားကြည့်ပါကိုလေးချင်ပေါင်း200လောက်ရှိတဲ့ဖက်တီးမကြီးတယောက်ကခမည်းကိုပွေ့ချီလာပြီးအသက်ရှူလိုက်တိုင်းဒိန်ခဲနဲ့ထွက်နေတဲ့နှာခေါင်းကြီးနဲ့ခမည်းကိုတလန်းလုံးဒုတ်တစ်ချောင်းနဲ့ရိုက်လိုက်သလိုနန်းလာမယ်ဆိုရင်ခမည်းဘလို့နေမလဲပြီးတော့ဗဇက်ကလည်းတန်သေးတန်ချောင်းနဲ့အချစ်ကလေးကြီးမမေ့အသေးကလေးကြီးမမေ့နှလုံးသားလေးကြီးမမေ့အသက်ဖူးကလေးကြီးလို့အဆက်မပြတ်ခေါ်လာနေရောခမည်းဘလို့ခံစားရမလဲကျုပ်ဟာအဝါရောင် ခွေးပေါက်စားကလေးဘွားကနေပြီး မျိုးရိုးပီဇာအတိအကျမသိရတဲ့ခွေးလေခွေးလင်းတစ်ကောင်ကြီးပြင်းသလိုကြီးပြင်းလာခဲ့ရတာပါကျို့ရဲ့အယောင်ဆင်းကလည်းအင်ဂိုရာကြောင်မျိုးတစ်ကောင်နဲ့ရှောက်သီးတလုံးဆက်ကြထားသလိုဖြစ်နေတဲ့အဝါရောင်ဗျဘာပဲဖြစ်ဖြစ်ပေါ့လေကျို့ရဲ့ဆိုင်ရှင်တခင်မကတော့ကျို့ကိုမျိုးရိုးပီဇာကောင်းတဲ့ခွေးနှစ်ကောင်ကပေါက်ဖွားလာတယ်လို့ယူဆတယ်ကျို့ရဲ့တခင်မအနေနဲ့ကတော့ကျို့ပေါ်အထင်မြင်ကြီးမှုဟာနည်းနည်းလေးမှလျော့သွားဖို့မပေါ်ဘူး ဟိုးရှိခေကဘာဦးကရေရီရှင်လို့ကဘာကြီးပြတ်သွားတဲ့အခါမှာလှေကြီးတည်းတည်းတိဆောက်ပြီးမိသားစုနဲ့အတူတူလွတ်ရလွတ်ကြောင်းထွက်လာခဲ့တဲ့နူအာတိုမိသားစုနဲ့ပါလာတဲ့ခွေးအုပ်ထဲကခွေးတချို့ဟာကျုပ်ရဲ့ဘိုးဘွေးဘီဘီနဲ့ဖြစ်ရမယ်လို့တောင်တတ်မှတ်ထားပုံပေါ်တယ်ဗျဒါပေမဲ့ပလိသားနှစ်ယောက်ကတော့ကျုပ်ကိုပွက်ချီပြီးဝင်မှုစူးစမ်းနေတဲ့ကျုပ်ရဲ့သခင်မကိုစိုက်ဘေးရီးယန်းအမဲလိုက်ခွေးပြိုင်ပွဲကျင်းပနေတဲ့နေဒီဆန်ရဲ့တွင် ပန်းချံနဲ့ဝင်ခွင့်မပြုဘဲတားမြစ်ခဲ့ကြတယ်။ကျုပ်ခမရတို့ကိုကျုပ်နေရတဲ့တိုက်ခန်းကြောင်းကိုပြပြရအောင်မယ်။ကျုပ်တို့တိုက်ခန်းကမဆမ်းပါဘူး။နေပြည်တော်မြို့တော်မှာတွေ့နေမြင်နေကြတာမန်တိုက်ခန်းမျိုးပါပဲ။ကျုပ်တို့ခန်းရှိတဲ့တိုက်ရဲ့ခန်းမကြီးတဲ့ကိုကြောက်ခင်းထားတဲ့လမ်းအတိုင်းဝင်လာရင်ရတယ်။ကျုပ်တို့ခန်းတက်ရထက်မှာပါ။လှေကားအတိုင်းကွက်ပက်ပြီးတက်လာရင်ကျုပ်တို့ခန်းကိုရောက်ပါတယ်။ကျုပ်သခင်မှာဒီခန်းကိုအိန်နော်ပရီဘောကအပြည့်စုံမပါပဲ။ မှားခဲ့တာပါပြီးတော့မှလိုအပ်တဲ့ပစ္စည်းတွေကို သူ့ဘာသာသူ စိတ်တိုင်းချရွေးချယ်ပြီးဖြစ်ခဲ့တာပါကျုပ်သခင်မမှာအခန်းထဲမှာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းပစ္စည်းရာတွေကိုဖြည့်တင်းခဲ့တာမဟုတ်ပါဘူးသူမအတွက်လိုအပ်နေတဲ့လင်ယောက်ျားကိုလည်းဒီအခန်းငှားပြီးမှယူခဲ့တာပါစိတ်တော့မကောင်းစရာပဲကျုပ်အနေနဲ့ချင်းနှောင်းတရဝတူအတွက်အတော်လေးစိတ်ထိခိုက်နေရပါတယ်သူဟာပူညံ့ညံ့တေးသေးပါစပင်ကအဖြူကြောင်ကြောင်မှာ ုံမွှေးနဲ့နှခမ်းမွှေးတွေကကျုပ်လိုပဲခတ်ထူထူပါသူဟာမယားကြောက်တတဝါများလားတည်တည်ချာချာကြည့်လိုက်ရင်သူမျက်နာကွက်ကအောက်ချင်းငှက်တို့ဂျိုးကြာတို့ငှက်ကြီးဒုံးဆက်တို့နဲ့တူသလိုပဲသူဟာရေဆေးထားတဲ့ပကံတွေကို၆တွေ့သောင်းအဝတ်နဲ့တုံနေခြင်းကဒုတိယတဲ့အခန်းတစ်ခန်းကရှင်မွေးကုတ်အင်းကြီးဝတ်ထားတဲ့မိမကြီးနဲ့ပြောဆုံနေတဲ့ကျောက်သခင်မရဲ့စကားတွေကိုနားထောင်နေပါတယ်ညနေခင်းရောက်လို့သခင်မညသာစားပြီဆိုရင် တခင်မကကျုပ်ကိုကျိုးနဲ့ချီပြီးလမ်းလျှောက်ထွက်ဖို့သူ့ကိုခိုင်းလိရှိပါတယ်။ဒါဟာသူညမ်းနေတိုင်းလုပ်ရတဲ့အလုပ်ပါ။တကယ်လို့သာပေါ့ဗျာ။ယောက်ျားရဲ့အနေနဲ့မိမထရေတယောက်ထဲနေတဲ့အခါအချိန်ဘလို့ဖြုံးတယ်ဆိုတာကြာကြာနာနာသိကြမယ်ဆိုရင် သူတို့ဟာဘယ်မိမကိုမှလက်ထပ်ကြမှာမဟုတ်ဘူးဗျ။လော်ရာလင်ဂျန်ဘေးဟာညစာစားအပြီးမှပကံတွေကိုမဆေးပါဘူး။ရေခဲလာဖို့တဲ့အယောင်သမားနဲ့ တနအီကြာလောက်စကားစမြည်ပြောပါတယ်ပြီးတော့စာဟောင်းတစ်ထုပ်ကိုဖြီးပြီးပြန်ဖတ်ပါတယ်ဘီယာနှစ်ပလင်းကိုစဖတ်ရင်းတောက်ပါတယ်နောက်ပိုင်းမှာဘရင်းပေါက်တကားမှာဖောက်ထားတဲ့အပေါက်ကလေးတစ်ပေါက်ကနေပြီးလမ်းတစ်ဖက်ကတိုက်ခန်းကိုတနအီကြာလောက်ချောင်းကြည့်ပါတယ်အပြင်ကိုထွက်သွားတဲ့လူပြန်မရောက်လာမီမိနစ်20လောက်အလိုမှာသူမဟာအခန်းကိုနေသားတကျဖြစ်အောင်ပြန်လုပ်တယ်ပြီးတော့ဧကန်းထဲမှာ10မိနစ်လောက်ထိုင်ပြီး အဝတ်တွေချုပ်တလို့လို့ဘာလို့လို့ဟန်ဆောင်နေတတ်ပါတယ်ဒီခန်းထဲမှာခွေးရကောင်ရဲ့ဘဝဘလို့လဲဆိုတာကျုပ်ပြောပြရအောင်မယ်ကျုပ်ဟာတနေ့လုံးကျုပ်ကိုပေးထားတဲ့အခန်းတောင်မှာလှဲပြီးဘဝဖန်ဖန်မိမကြီးလောက်ကင်နေတဲ့မြောက်ကိုကြည့်နေရတယ်တခါလေမှာတော့အိပ်ပျော်သွားတယ်အိမ်မထဲမှာကျုပ်ဟာမြေအောက်တိုက်ခန်းနေတဲ့ကိုရောက်နေတယ်ကြောင်နေကိုလိုက်ကင်နေတယ်ပြီးတော့အနက်ရောင်လက်ကင်အိတ်တွေဆွတ်ထားတဲ့အဖေါ်အိုကြီးတွေကိုဟိနေတယ် ကိုက်မလို့လုတ်ပြီးသွားဖြဲပြတယ်။တကယ်တော့လဲဒါတွေကခွေးတကောင်အလုတ်ချင်ဆုံးအလုတ်တွေပဲမဟုတ်လား။တခါတည်းမှာတော့မိမကြီးဟာစိတ်ယူပေါက်သလိုဖြစ်လာပြီးချုပ်ကိုပွေလားဖက်လားလုတ်တယ်။ဗဇက်ကလည်းအတန်သေးအတန်ကြောင်နဲ့ပလီပလာတိတိတတ်တာစကားတွေပြောတယ်။အမွေးပေါ့ပေါ့နဲ့ခလလခွေးငယ်လေးတကောင်ကိုချော့မြူနေတဲ့အခါပြောလို့ရှိတဲ့စကားတွေမျိုးပြောနေတာပါ။ဗဇက်ကပြောလိုက်ကျုံနှာခေါင်းကိုငုံနမ်းလိုက်နဲ့နေရတာအတော်ခက်ပါတယ်။ ိုင်မဲ့ကျုပ်ဘာတက်နိုင်မှာလဲကျုပ်ကခွေးတကောင်ဖြစ်နေတာဟုတ်ဗျကြာလာတော့ကျုပ်ဟာဟက်တီအတွက်ပါစိတ်မကောင်းဖြစ်လာမိတယ်တကယ်တော့ကျုပ်တို့နှစ်ယောက်ရဲ့ဘဝဟာအတော်တူတာပါလားဗျကျုပ်တို့ချင်းတူတာကိုလည်းကျုပ်တို့လမ်းလျှောက်ထွက်တဲ့အခါတိုင်းလူတွေကသတိထားမိကြဟန်တူပါတယ်အထူးသဖြင့်တော့မော်ဂန်ရဲ့အငှားကကုန်းပြင်ပေါ်ကအရှင်ပြင်းပြင်းနဲ့မောင်းပြီးစီးလာရင်ကျုပ်တို့ဟာလမ်းတွေပေါ်ကစီနင်းခဲတွေပေါ်ကိုအလန်တကြားအော်ဟစ်ပြီး ပြည့်တယ်လေရှိကြရတော့တလန်းလုံးကိုအထိတ်တလန့်ဖြစ်အောင်လှုပ်လိုက်သလိုဖြစ်ဖြစ်သွားတယ်မဟုတ်လားတညနေခင်းမှာကျုပ်တို့ဟာထုံးစံအတိုင်းခါတိုင်းလိုလမ်းလျှောက်ထွက်လာကြတယ်ကျုပ်ကလည်းဟန်နဲ့ပန်နဲ့အင်ဒရီတခွဲသားနဲ့လျှောက်လာနေသလိုအဘိုးကြီးကလည်းကျုပ်ပုံစံမျိုးနဲ့လျှောက်လာနေတယ်ကျုပ်ကသူ့ကိုမော့ကြည့်ပြီးကျုံနီးကျုပ်ဟန်နဲ့စကားပြောတယ်ခမည်းကိုကြည့်ရတာစိတ်ညစ်စိတ်ရှုပ်ပြီးစိတ်ချင်ပေါက်နေသလိုပဲဘာဖြစ်လို့လဲ ဘွားကြီးကခမရကိုမနမ်းဘူးလားခမရသူ့ရင်ဝင်ပေါ်မှာထိုင်ပြီးသူ့ပြောတဲ့စကားတွေကိုနားမထောင်ရလို့လားခမရခွေးတကောင်ဖြစ်မလာတာကိုကျေးဇူးတင်ရမှာနော်စိတ်ကိုတင်းတန်းပါဗျာစိတ်ညစ်စရာတွေရှိနေရင်အားလုံးကိုမောင်းထုတ်ပစ်လိုက်စမ်းပါသူကကြုတ်ကိုငုံကြည့်တယ်သူ့မျက်နှာထားကခွေးအတိညာရှိနေတယ်လို့ပဲဘာလဲခွေးကလေးရဲ့လို့သူကပြောတယ်မင်းဟာတကယ်ခွေးလိမ်မာလေးပါလား မင်းကိုကြည့်ရတာစကားပြောတတ်တယ်လို့ပဲဘာလဲခွေးကလေးရဲ့မင်းကြောင်နေကိုပြောနေတာလားကြောင်နေတဲ့ကြောင်နေစကားပြောတတ်လို့လားအမှန်စစ်စစ်တော့ तू ဟာကျွန်တော်ပြောတာကိုနားမလည်ဘူးလူသားတွေဟာလိမ့်ဆန်နေရဲ့စကားကိုနားမလည်တာများတယ်ခွေးတွေနဲ့လူတွေနဲ့စကားပြောကြဆူကြတယ်ဆိုတာဝတ္ထုတွေထဲမှာပဲရှိတာပါဗျာကျုပ်တို့နေတဲ့တိုက်ရဲ့တစ်ဖက်မျက်နှာချင်းဆိုင်တိုက်မှာအနက်ရောင်တယ်ရီယာခွေးကလေးမွေးထားတဲ့မိမကြီးတယောက်ရှိတယ် အဲ့မိမရဲ့ယောက်ျားဟာအဲ့ဒီတယ်ရီယာခွေးလေးကိုကျိုးနဲ့ချီပြီးညနေပိုင်းလမ်းလျှောက်ထွက်တယ်။ဒါပေမဲ့သူကတော့အင်းယုံပြန်လာတဲ့အခါတိုင်းပျော်ပျော်ရွှင်ရွှင်ပဲလေးလေးတချွန်ချွန်နဲ့တည့်ရမှာတော့ကျုပ်ဟာမြေကြီးပေါ်နှာခေါင်းနဲ့ထိုးအနက်ခံပြီးခန်းမထဲမှာရှိနေတဲ့အနက်ရောင်တယ်ရီယာစီကိုရောက်သွားတယ်။ဒီမှာကြည်စံခွင့်ကမြောက်လို့ကျုပ်ကပြောတယ်။တကယ်ယောက်ျားပီတာရဲ့လူတစ်ယောက်ရဲ့သဘာဝဟာ လူများရှိမှခွေးတကောင်ကိုခလေးပေါက်စထိန်းတယ်လို့ထိန်းလို့မရှိဘူးကွာတက်လားငါတို့ဖြင့်ခွေးတကောင်ကိုကျိုးနဲ့ချီပြီးဆွဲသွားနေရင်နဲ့လူတကာလိုက်ပြီးဖင်ရစားပြူးလုံနေတဲ့လူစားမျိုးငါတို့တက်မှာဘယ်တော့မှမမြင်ဘူးရဲ့ဘူးဒါဟာမင်းရဲ့အရှင်သခင်မကြီးကတော့နေ့စဉ်ဒီပုံစံကိုချိုးနေတာပဲငါဖြင့်အံ့မှာကွာဒီလုပ်ကို तू ဘလို့များလှုပ်တယ်လဲမသိပါဘူး तू သဘောကျလို့လုံနေတာဘောဆိုတဲ့စကားမျိုးတော့ငါ့ကိုလာမပြောနဲ့ငါလုံးဝလက်မခံဘူးဟဲ့ သူ့ကိုပြောတာလားလို့ငနက်ကောင်ကပြန်မေးတယ်။ဘာဖြစ်လို့ဒါရီလာပြောနေရလဲဗျာ။ तू ကပြောပြောရှင်းရှင်းနေရတဲ့လူပါ။ तू လဲဟိုတုန်းကတော့အခုလိုမတွက်ပါဘူး။ကျွန်တော်တို့နှစ်ယောက်အတူတူထွက်စာတော့က तू လဲပဲအလွန်ရှက်တတ်တဲ့လူပါပဲ။အဲ့တုန်းကဗျာစားတော့ဆိုင် ရှက်ဆန်ရောက်တဲ့အထိ तू ဟာဘာကုန်းမှမမြင်သလိုပဲ။ကျွန်တော်ဆိုရင်ဆိုင်နဲ့အဝင်မှာစုံတဲ့တကားကြီးတွေရှောင်းတင်းရင်းနဲ့ကျွန်တော်အမိနှစ်လက်မလောက်ပြတ်သွားခဲ့ရသေးတယ်။အင်း သူစကားအကြတော့လဲကြုတ်ဖို့စဉ်းစားစရာတွေရှိလာတယ်။ပရီတီဝေဝေဖြစ်လာရတယ်ဆိုပါတော့တညနေခင်း6နာရီလောက်မှာပေါ့ကျုပ်ရဲ့တခင်မကသူ့ကိုအလုရှော့အောင်ကြံဖန်ပြီးအလုပေးတယ်။လက်ဗီးကိုလေကောင်းလေသန်းရှူနိုင်အောင်လမ်းလျှောက်ထွက်ရမယ်လို့အမိန်ပေးတယ်။ဒီနေရာမှာအခုချိန်ကြီးခင်ဗျားတို့မသိအောင်ဖုံးထားတာတခုရှိတယ်။တခြားမဟုတ်ဘူး။ကျုပ်နာမည်ကိုလုံးဝမပြောသေးတဲ့အချက်ပဲ။အခုတော့ပြောရတော့မယ်။ ျိုးသခင်မကကျုပ်ကိုခေါ်တာလက်ပြီးတဲ့ဟိုကောင်ငနဲ့ကြတော့တွိနက်တဲ့ဒီနေ့ကလုံခြုံမှုရှိပြီးငြိမ်ငြိမ်စိတ်စိတ်ရှိလာတဲ့နေရာတနေရာကတခန်းတနားနဲ့တက်တက်ရဲရဲလှုပ်ထားတဲ့စားတော့ဆိုင်တဆိုင်ရှိအရောက်မှာကျုပ်ကကျုပ်ရဲ့အုတ်ထင်းသူကိုအာယုံပြောင်းသွားအောင်ကျုပ်မေးလိုက်တယ်အဲ့နေရာအရောက်မှာကျုပ်ဟာဆိုင်တကားကိုဇွတ်အတင်းသွားတယ်သူကမသွားအောင်ဆွဲထားပေမဲ့ကျုပ်ကအတင်းယုံပြီးသွားတယ်ဟဲ့ဟဲ့ဘလို့ဖြစ်တာလဲ လို့အဘိုးကြီးကအော်တယ်။ဘာလဲကွာငါ့ကိုဆိုင်ထဲဝင်ပြီးအရက်တောင်လှုပ်နေရလား။ဟွန်းငါမတောက်တာဘလို့ကြာသွားပြီလေ။ငါထင်တာအတော်ကြာသွားပြီ။ဒါဆိုရင်ငါအနေနဲ့ကျုပ်သိပါရဲ့။ဒီလူကြီးကျုပ်လက်ခုပ်ထဲရောက်လာပြီ။သူဟာစပွဲလုံးမှာထိုင်ပြီးသူတောက်ချင်တာမှတောက်တယ်။ကျုပ်ကသူ့ဘေးမှာထိုင်ပြီးစပွဲတို့ကိုအမိတက်နဲ့နဲ့လှုပ်ပြရင်သူချပေးထားတဲ့နေလေစာကိုဝါးနေတယ်။အိမ်မှာစားနေကြအစာမျိုးမဟုတ်လို့အရသာတမျိုးထူးဝေသဘောဗျာ။ ောက်เสียစားเสียရည်လဲကုံသွားအဖိုးကြီးကစပွဲချက်တော့မှပူးချီထားတဲ့ကျုပ်ကိုကျိုးဖြေပေးတယ်ပြီးတော့ဆိုင်းပြင်းကိုဆွဲထုတ်လာတယ်အပြင်ရောက်တော့ကျုပ်ရဲ့လက်ဘက်ကျိုးကိုဖြေလိုက်ပြီးလမ်းပေါ်ကိုလွှင့်ပစ်လိုက်တယ်တော်တော်တနာเสียရကောင်းတဲ့ခွေးကလေးပါလားကွယ်လို့သူကပြောတယ်မင်းဟာသဘောလဲကောင်းရှာတယ်ငါမင်းမအနေနဲ့မင်းကိုနောက်ထပ်နမ်းရတော့မှမဟုတ်ဘူးအမှန်တော့ဒီလောက်ဟာရှက်เสียပါကွာသဘောကောင်းတဲ့ခွေးကလေးရေဝေးရတနေရာကိုသွားပြီးတော့ လမ်းပေါ်မှာပျော်ပျော်ကြီးသာနေပြီးတော့အဲ့ဒါလိုပျော်ပျော်ပါပါနေရင်းနဲ့ပဲကားကြိတ်ခံပြီးတေလိုက်ပြီးတော့ကျုပ်ကသူခေါင်းနဲ့အတိုင်းမလုပ်ဘူးသူ့ကိုစွန့်ခွာသွားဖို့ကိစ္စမှာမသွားဘူးလို့ညင်းတယ်သူ့ချက်တွေကြားထဲမှာတိုးဝှေ့ပြီးဝင်လိုက်သူ့အပေါ်ခုံတက်လိုက်နဲ့သူ့ကိုမခွဲနိုင်မခွာရကြောင်းပြတယ်တန်းထူတဲ့ခွေးဟိုကြီးရဲ့လို့ကျုပ်ကသူ့ကိုခေါ်လိုက်တယ်လက်ကိုကြည့်ပြီးဦးတက်တဲ့ခွေးဟိုကြီးရဲ့ယုံအလိုက်ကောင်းတဲ့ခွေးဟိုကြီးရဲ့ကြက်ဥခိုးစားတတ်တဲ့ ခြေတို့ခွေးကြီးရဲ့စသဖြင့်လဲနာမည်မျိုးမျိုးပေးပြီးခေါ်လိုက်သေးတယ်။ကျုပ်ခမည်းကိုခွာမသွားနိုင်ဘူးဆိုတာကျုပ်ပြနေတာပဲ။အဲ့ဒါကိုခမည်းမမြင်ဘူးလားဗျာလို့လဲကျုပ်ပြောလိုက်တယ်။ "तू ကျုပ်ပြောတာကိုနားမလည်ဘူးထင်ပါရဲ့။ဒါပေမဲ့ तू ဟာတမိနှစ်လောက်ငြိမ့်စိတ်ပြီးတွေးနေပုံရှိတယ်။ခွေးကလေးရဲ့လို့ तू ကပြောတယ်။ဒီကမှမြေကြီးပေါ်မှာမင်းတို့ငါတို့ဟာအချိန်မောင်းတရာတရာစင်ထက်ပိုပြီးနေရမယ်မထင်ပါဘူးကွာ။ တဲ့ကိုတယောက်တိတ်ပြီးမြှောက်ပင့်နေစရာမလိုပါဘူးကွာတဲ့သူဖြည့်ပေးထားလို့ကျုပ်ရဲ့လဲပဲမှာကျိုးမရှိတော့ဘူးဒါပေမဲ့ကျုပ်သူနဲ့ဝေးရအောင်ပြေးမသွားဘူးသူ့နားမှာပဲခုံပေါက်မြူထူပြီးသူနဲ့အတူတူ23လမ်းဘက်ကကုရုစိတ်ကိုရှောက်လာခဲ့တယ်ဂျာစီကုရုစိတ်ကိုရောက်တော့ကျုပ်သခင်ဟာတနေရာမှာရက်ပြီးဘိမ့်မုံစားနေတဲ့လူစင်းတယောက်ကိုလှမ်းပြီးစကားပြောတယ်ကျုပ်နဲ့ကျုပ်ခွေးကရော်ကီတောင်တန်းနေဘက်ခရီးထွက်မှာဗျာ ကြားရကြားရနားဝါမှာတိတ်ပြီးနားထောင်လို့ကောင်းတဲ့စကားပါပဲဗျာဒါပေမဲ့အဲ့ဒီစကားထက်ကျုပ်စိတ်ကိုပိုပြီးကျင့်နဲ့အားရသွားစေတဲ့စကားရှိသေးတယ်အဲ့ဒီစကားကတော့ကျုပ်နှစ်ရွက်နှစ်ဖက်စလုံးကိုကျုပ်စီကဥဒန်ကြီးတန်နေထွက်လာတဲ့အထိဆွဲဆွဲပြီးပြောလိုက်တဲ့စကားပါဟဲ့ကောင် ခွေးမြောက်ကောင်ခွေးကြွက်မီငါမင်းနာမည်ကိုဘလို့ခေါ်ရမလဲဆိုတော့မင်းသိရလားလို့သူကမေးတယ်အမှန်တော့ကျုပ်လုံးဝမသိပါဘူးသူ့အနေနဲ့ကျုပ်ကိုလက်ဗီလို့ပဲခေါ်လိုက်မယ်လို့ထင်မိပါတယ် ဒါကြောင့်မို့လဲကျုပ်ကကျုပ်ပေါ်တနာစိတ်ဝင်လာအောင်တအင်အင်လှုပ်ပြီးဦးတန်နဲ့ညီးတန်ပြေးလိုက်မိပါသေးတယ်။ဒီနေ့ကစပြီးငါမင်းကို PT လို့ခေါ်ရမယ်ဟေးလို့ကျုပ်သခင်ကကျုပ်ကိုပြောပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့ကျုပ်အနေနဲ့တကယ်လို့တကယ်လို့ဒါအဲ့ဒီချိန်တုန်းကအမိငါးခုရှိမယ်ဆိုရင်အဲ့ဒီအမိငါးခုစလုံးကိုသူကျင်နဲ့သွားအောင်အားရပါးရနဲ့နှံ့ပြမိမှာတည်ကြပါတယ်ဗျ။